မင်္ဂလာနေခင်ပါရှင်မြစီမော်တယ် view season စတင်ပါပြီမြစီမော်တယ် view season တွေကို Washington DC မြို့တော်ကနေရိုက်ကူးတင်ဆက်ပေးရပါမယ်။မကင်ပြောင်စုမှာ COVID-19 ရောဂါကူးစက်မှုအရေးပေါ်ခြေနေပေကြောင်းမြစီမော်တယ် view ရုပ်သံစင်တွေကိုရိုက်ပုံစံပြောင်းပြီးထုတ်လွှင့်ပေးနေတာဖြစ်ပါလိမ့်ရှင်မြစီမော်တယ် view season ရဲ့အပတ်စဉ်ကဏ္ဍတွေကိုတင်ဆက်ပေးနေရပါ အခုရင်ဆုံးတော့ကမ္ဘာတစ်လောက်ခီးသွားစီစဉ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒီတစ်ပတ်ရကမ္ဘာတစ်လောက်ခီးသွားစီစဉ်မှာမက်ဆီမြတ်မွန်ကဘယ်ကိုခေါ်သွားပေးမလဲဆိုတာကိုတူတူကြည့်အောင်ပါရှင်အီတလီနိုင်ငံအလဲပိုင်းကပီရိုဂျီနာမြို့မှာ1909ခုနှစ်ထဲကတည်ထောင်ထားတဲ့ပီရိုဂျီနာချောကလက်ကုမ္ပဏီရှိပါတယ်ဒီချောကလက်ကုမ္ပဏီကကမ္ဘာကျော်တဲ့ဘာချီဆိုတဲ့ချောကလက်ကလေးတွေထုတ်လုပ်နေတာအခု2022ခုနှစ်ဆိုရင်အနှစ်တရာရှိနေပါပြီ လူဝီဇာစဖာညိုလီဆိုတဲ့ဆွန်ဦးတီထွင်အမျိုးသမီးကချောကလက်ကုမ္ပဏီအတွက်ထူးခြားတဲ့ချောကလက်အရသာကို1922ခုနှစ်တုန်းကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဘာနဲ့မှမတူတဲ့ချောကလက်တွေလုပ်မယ်ဆိုပြီးအရသာကိုရောချောကလက်ပုံစံကိုပါတမှုထူးအောင်သူကတီထွင်ခဲ့ပါတယ်။အီတလီလိုအနမ်းများလို့အတိတ်ပဲရတဲ့ပါချီချောကလက်တွေကို1922ခုနှစ်ထဲကအခုအနှစ်တရာကြာတဲ့အထိကဘာတဝမ်းကိုထုတ်လုပ်တင်ဖို့ရောင်းချနေရပါတယ်။ပရူဂျီနာမျိုးကိုလာလေသူတွေဆိုရင်တော့ ပရိုဂျီနာချောကလက်ကုမ္ပဏီကထုတ်တဲ့ဘာချီချောကလက်လေးတွေကိုအိမ်အပြန်လက်ဆောင်အဖြစ်မပါမဖြစ်ဝယ်သွားကြလိမ့်ရှိပါတယ်။ conosco da quando ero piccola è una garanzia assoluta ဒီမှာကလေးဘဝတည်းကစားလာတာဆိုတော့ကောင်းတယ်ဆိုတာသိပြီးသားပါလေဘာချီချောကလက်မှမဟုတ်ပါဘူးပရူဂျီနာချောကလက်ဆက်ယုံကထွက်သည့်ချောကလက်တိုင်းရဲ့အရာသားစိတ်ချရပြီးသားလေအဲ့ဒါကြောင့်အိမ်အပြန်လက်ဆောင်တွေပေးဖို့လာဝဲတာပေါ့သူတို့ချောကလက်တွေကတကယ့်ကိုကောင်းပါရဲ့ မူလပါချီချောကလက်တုံးလေးတွေရဲ့ပထမထူးခြားချက်ကအရသာဖြစ်ပါတယ်။စားလိုက်တာနဲ့ရှားပေါ်မှာရင်ပျော်သွားမဲ့ချောကလက်အပျော့စားကိုဟေဇယ်သီးတွေနဲ့ရောလုပ်ထားပြီးတော့အဲ့ဒီအပေါ်ကနေဟေဇယ်သီးတစ်လုံးလုံးကိုပါထပ်ပြီးထည့်ထားပေးပါတယ်။ကိုကိုအရသာပိုခဲတဲ့ dark chocolate ကိုအခွန်အဖြစ်မမလေးလှုပ်ပြီးအပေါ်ကနေမန်ထားတာဖြစ်ပါတယ်။ဒါကြောင့်လဲသူ့ရဲ့အတုံးပုံက၄တောင်မကျအဝိုင်းမကျဖြစ်နေတာပါ။ဒီကြစီထုတ်ပိုးထားတဲ့ချောကလက်တုံးလေးတွေတိုင်းမှာလဲချစ်ချင်းမြတ်တာကိုဖော်ကျူးတဲ့စာတန်းလေးတွေကိုထည့်ထားပေးတာက ဘာချီချောကလက်ရဲ့နောက်ထပ်ထူးခြားချက်ဖြစ်ပါတယ်2022ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တဲ့တကိုက်စားအရွယ်ချောကလက်တုံးလေးတွေဘလောက်နိုင်ငံတကာမှာရေကပန်းစားခဲ့တယ်လဲဆိုတော့1939ခုနှစ်ရောက်ချိန်မှာတော့ American ပြည်ထောင်စု New York မြို့မှာ Perugina Chocolate ဆက်ယုံကွဲကိုဖွင့်လှစ်နိုင်ခဲ့တဲ့အထည်ဖြစ်ပါတယ်။ဘာချီချောကလက်ထုတ်လုပ်တဲ့ Perugina Chocolate Company ကို Switzerland နိုင်ငံက Nestle ကုမ္ပဏီကြီးက1988ခုနှစ်မှာဝယ်ယူခဲ့ပါတယ်။ ကဘာတဝမ်းလူကြိုက်များတဲ့ဘာချီချောကလက်လေးတွေကိုမူလလုံးနည်းအတိုင်းဆက်လက်ထုတ်လုပ်ခဲ့တာမှတင့်တစ်ကိုချောကလက်၃ပေါင်းတန်း80ကျော်ထုတ်လုပ်ပြီးကဘာတဝမ်းကိုတင်ပို့ရောက်ချနေရဆဲဖြစ်ပါတယ်။ Le guardi facciamo veramente moltissimi. Si può immaginare che produciamo circa 1400 baci al minuto. ကျွန်တော်လုပ်ခဲ့တဲ့ချောကလက်ပေါင်းမနည်းတော့ပါဘူး။တမနစ်ကိုဘာချီချောကလက်1400ထုတ်လုပ်ပါတယ်။တနစ်ကို6လ9လလောက်ထုတ်လုပ်တယ်ဆိုတော့စားသုံးသူတွေစီဘယ်လောက်များတဲ့ချောကလက်တွေရောက်သလဲဆိုတာတွက်ကြည့်နိုင်ပါတယ်။ မြစ်တာတွေနဲ့ဖန်တီးထားတယ်လို့ပြောတဲ့ဘာချီချောကလက်လေးတွေကိုဒီနေ့အထိပရူဂျီနာဆက်ယုံမှာထုတ်လုပ်နေသူတွေကဂုံယူစွာနဲ့ကိုထုတ်လုပ်နေကြတာပါ bellissimo perché quando tu vai in giro e sapere che baci tomorrow little like the budgie chocolate တွေကဒီကဘာလုံးကိုရောက်တယ်ဆိုတာသိနေရတာကကတိတ်ကိုစိတ်ကျဉ်납ဖို့ကောင်းပါတယ်ကျမကခီးတွေခဏခဏထွက်တတ်တော့ဘယ်ကူပဲရောက်ရောက် budgie chocolate တွေရောင်းတာတွေ့ရရင်တိတ်ဝမ်းသာရပါတယ်ပုံပြနေတဲ့ chocolate တုံးကတော့ကျမအတွက်လှနေတာမျိုးပါ ချောကလက်ဝဲသူတွေပျော်နေကြတာမြင်ရရင်ကိုကျမတကယ်ကိုစိတ်ချမ်းသာရပါတယ်။လွန်ခဲ့တဲ့အနှစ်တရာတွေကဘာချီချောကလက်တွေထုတ်လုပ်လာတဲ့ပရူဂျီနာကုမ္ပဏီကိုနိုင်ငံတကာကုမ္ပဏီကြီးဖြစ်တဲ့ Nestle ကအခုပိုင်ဆိုင်နေဆိုပေမဲ့အီတလီနိုင်ငံသားတွေကတော့ကမ္ဘာတဝန်းရောက်တဲ့သူတို့ရဲ့အီတလီချောကလက်အတွက်ဂုဏ်ယူကြပါတယ်။ Beh, penso che sia una cosa abbastanza prestigiosa. ပရူဂျီနာချောကလက်ကုမ္ပဏီကတကဘာလုံးကိုတင်ပို့နေရတဲ့ဘာချီချောကလက်တွေထုတ်လုပ်တာ အနှစ်တရာရှိသွားပြီဆိုတာရူဂျီနာမျိုးအတွက်လည်းတိတ်ခုံယူစရာဖြစ်ပါတယ်။ကုမ္ပဏီအတွက်ရောမျိုးအတွက်ရောကျွန်တော်တို့ဒေသအတွက်ပါခုံယူစရာပါ။အရသာထူတဲ့တကိစားချောကလက်တုံးလေးတွေနိုင်ငံဆောင်ရောက်တဲ့အထိအောင်မြင်အောင်ဖန်တီးခဲ့သူလူအီဇာစပါညိုလီရဲ့ဆွမ်းဆောင်ရည်ကိုအီတလီမှာတလေးတစအတိအမှတ်ပြုကြပါရတယ်။ သူဟာနောက်ပိုင်းမှာ fashion designer တယောက်အနေနဲ့အဝတ်အထည်တွေကို design တွင်ဖန်တီးခဲ့လို့ဒီနေ့အထိလဲအီတလီနိုင်ငံမှာနာမည်ကြီးတဲ့ fashion အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ Il ruolo della Spagnoli è un ruolo estremamente dinamico e è veramente pioniera di quella che sarà Spagnoli ha passato un titolo တဲ့သူလို့ပြောရမှာပါ။အခုခေတ်မှာအမျိုးသမီးစုဦးတီထွင်လုပ်ငန်းရှင်ဆိုတာပေါ်လာအောင်လမ်းဖောက်ခဲ့သူတယောက်လို့တောင်ပြောလို့ရပါတယ်။ ဲ့ဒီချိန်တုန်းကကုမ္ပဏီတစ်ခုရဲ့ကြီးကဲတွေထဲမှာအမျိုးသမီးတစ်ယောက်ကိုတွေ့ရရင်တော့အထူးဆန်းဖြစ်တဲ့အချိန်မျိုးမှာသူကကုမ္ပဏီဘုတ်ဖွဲ့ထဲပါခဲ့ပါတယ်။ချောကလက်တွေရတာထူအောင်ဘယ်လိုဖန်တီးမလဲ။ဖက်ရှင်ဝတ်ထည်တွေကိုဘယ်လိုဖန်တီးထုတ်လုပ်မလဲ။ထုတ်လုပ်မှုပိုင်းအဆင်ပြေအောင်ဘယ်လိုလုပ်မလဲ။စာရီအားလုံးကိုသူကပဲကြီးကြပ်လုပ်ကန်ခဲ့တာပါ။တကယ်ကိုခင်မီအတွေးမြင်ရှိတဲ့စုဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ အီတလီနိုင်ငံအလဲပိုင်းပရူဂျီနာမြို့မှာ1922ခုနှစ်ကစတင်ထုတ်လုပ်ပြီးဒီကနေ့အထိကမ္ဘာနိုင်ငံစုံကချောကလက်အယောင်ဆိုင်တွေမှာရောင်းနေကြတဲ့ဘာချီချောကလက်လေးတွေဟာချစ်ချင်းမြတ်တာကိုပြသတဲ့ချောကလက်တုံးလေးတွေအဖြစ်နဲ့အသိအမှတ်ပြုခံထားရပါတယ်။ဘာချီချောကလက်တုံးလေးတွေနဲ့တွဲပါတဲ့ချစ်ချင်းမြတ်တာကိုဖော်ကျူးတဲ့စာကြောင်းလေးတွေကိုလည်းအီတလီဘာသာအပြင်တခြားဘာသာစကားတော်တော်များများနဲ့ဖတ်နိုင်ကြပြီဖြစ်ပါရဲ့ရှင်။ကျွန်မဆင်းမြတ်မော်ပါ။ အပတ်စဉ်ကဏ္ဍတစ်ခုဖြစ်တဲ့သတင်းလေးကအင်္ဂလိပ်စာစီစဉ်အလှည့်ရောက်ပါပြီ။သတင်းလေးထဲမှာပါရှိတဲ့အင်္ဂလိပ်စာစကားလုံးသုံးလုံးတွေကိုလေ့လာနိုင်မယ့်ဒီစီစဉ်ကိုတော့မမသစင်အောင်နဲ့အတူတင်ဆက်ထားပါရယ်။မင်္ဂလာပါခင်ဗျာ။ဒီနေ့အင်္ဂလိပ်စာစီစဉ်ကကျေးဇူးပါတယ်။မင်္ဂလာပါရှင်။ ကယောဂအခြေအနေတွေကြောင့်ဒီစီစဉ်ကိုကျမတို့အိမ်တွေကနေပြီးတော့ပုံစံပြောင်းပြီးတော့ထုတ်လင်းပေးနေတာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီစီစဉ်မှာတော့တတလောသတင်းတွေထဲမှာသုံးထုတ်နေတဲ့အင်္ဂလိပ်စာ သုံးထုတ်တွေကိုကောက်နှုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုအောင်လွင်ကြီးဒီတပတ်ကောဘယ်သတင်းတွေကနေပြီးတော့အင်္ဂလိပ်စာသုံးထုတ်တွေကိုကောက်နှုတ်ပြီးတော့တင်ပြဖို့ရွေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒီတပတ်မှာတော့ရုရှားအပေါ်မှာကနေဒါကပိတ်ဆို့တံခတ်မှုတွေချလိုက်တဲ့အထက် stance ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးသုံးလုံးထားတာကိုကြည့်ကြအောင်ပါ stance ဆိုတာကတော့ရက်တည်ရယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါပေမဲ့စကားစုတွေထဲမှာတော့သူ့နောက်ကတွဲဆက်စကားလုံးကိုလိုက်ပြီးတော့အဓိပ္ပာယ်ကပြောင်းလဲသွားတာမျိုးရှိပါတယ် stance ဆိုတဲ့တစ်လုံးနဲ့ဆိုရင်တော့မတ်တက်ရက်တည်းရက်တည်ရယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဒါပေမဲ့ stand down ဆိုတဲ့အသုံးမှာတော့ down ဆိုတာက out အောက်ဖက်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ဒီနေရာမှာ stand down ဆိုတာကတော့ prep cut ခုမှာပါဝင်ပတ်သက်နေတာမျိုးကနေ ရက်သွားတာအလောက်ကနေရက်ဆိုင်လိုက်တာမျိုးကိုပြောတာပါရုရှားကိုအရေးယူတန်ခတ်မှုတွေချမှတ်တယ်ဆိုပြီးတော့ကနေဒါဝန်ကြီးချုပ် Justin Trudeau ကြေညာခဲ့တဲ့သတင်းထဲမှာ We are looking for Russia uh, to stand down uh, to cease its violation of Ukrainian sovereignty Ukrainian uh, uh, territorial integrity ရုရှားအနေနဲ့လုံရက်တွေကိုရက်တန်းကရက်ဖို့လိုတယ်ဆိုပြီးတော့သူကပြောခဲ့ပါတယ်ဟုတ်ပါတယ် This is something uh, that the entire world needs to stand together with and Canada and its allies will stand up not just for our friends in Ukraine but for the values and principles of democracy ရုရှားကိုတန်ခတ်မှုတွေလောက်ကြတဲ့နေရာမှာတကဘာလုံးအတူရက်တည်ရဖို့တကဘာလုံးကလည်းကနေဒါနဲ့အတူရက်တည်ဖို့လိုတယ်ဆိုပြီးသူပြောသွားတာပါဒီနေရာမှာ uh, to stand together with ဆိုတာကတော့ အတူတကွရက်တည်တယ်ဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်။ဒီနေရာမှာ stand ကရက်တည်တယ် together with ကအတူတကွဆိုတော့ stand together with ဆိုတာအတူတူရက်တည်တယ်လို့ဆိုလိုတာပါ။ we stand with you ဆိုရင်တော့ငါတို့မင်းနဲ့အတူရက်တည်တယ်လို့ပြောတာပါ။ပြီးတော့သူပြောသွားတဲ့အထဲမှာပဲ Canada and its allies will stand up not just for our friends in Ukraine but for the values and principles of democracy. ဒီ stand up for ဆိုတာတယောက်ယောက်တွေရက်တီတယ်ကာကွယ်ပေးတယ်လို့ဆိုလိုတာပါမဟာမိတ်တွေလည်းယူကရိန်းနိုင်ငံသားတွေအတွက်သာမကဒီမိုကရေစီစံနှုန်းတွေအတွက်ကာကွယ်ရက်တီမယ်လို့သူကပြောသွားပါတယ်ဟုတ်ကဲ့ဒီစကားစုတွေကိုပဲပြန်ကြည့်ကြအောင်ပါ ဒီ stand ဆိုတဲ့စကလုံးနဲ့တွဲဖက်ပြီးတော့သုံးနှုံးနိုင်တဲ့စကစုတွေကတော့အများကြီးပဲရှိပါတယ်ဒီထဲမှာမှလက်တလောတည်နေတဲ့မှာဖော်ပြသုံးနှုံးနေရာတွေကိုကောက်နှုတ်ပြီးတော့ကျမတို့တင်ပြပေးခဲ့တာပါဟုတ်ကဲ့ပါနောက်မှလည်းအလင်းသိရင်သိတယ်လို့အခုလိုသုံးနှုံးတွေကိုကောက်နှုတ်တင်ပြပေးတော့မှာဖြစ်ပါတယ်တည်နေရအင်္ဂလိပ်စာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ရှင်နောက်တစ်ပတ်မှာပြန်ဆုံကြအောင်ပါခင်ဗျာ ် VOA မြန်မာပိုင်းစီစဉ်ရဲ့ရေဒီယိုနဲ့ရုပ်မြင်သံကြားထုတ်လွှင့်ချက်တွေကိုအချိန်မရွေးကြည့်ရှုနားဆင်နိုင်မှု VOA Mobile App အသစ်ကို Smartphone တွေမှာ download ယူနိုင်ပါပြီ Android ဖုန်းတွေအတွက်ဆိုရင် Google Play နဲ့ iPhone တွေအတွက် Apple App Store တွေမှာ VOA Burmese ဆိုတဲ့ app ကို download လုပ်နိုင်ပါတယ် VOA မြန်မာဌာနဆိုတဲ့ logo နဲ့ဖြစ်လို့ရှာဖွေရတာလွယ်ကူပါတယ်ဒီ application ကနေ VOA အစီအစဉ်တွေကိုဓာတ်ရိုက်နားဆင် ကြည့်ရှုနိုင်တဲ့အပြင် ကိုနှစ်သက်ရာအချိန်တိုင်းမှာလည်းသတင်းဆောင်မတွေအပတ်စဉ်ကဏ္ဍတွေကိုနားဆင်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာမြစီမာတက်ဗီယိုစင်ကိုဝါရှန်တီချီမြို့တော်ခါနေရိုက်ကူးတင်ဆက်ပေးနေတာပါ အခုဒီခါမှာတော့နိုင်ငံတကာသတင်းဆောင်မတစ်ပတ်ကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်ဒီတစ်ပတ် အာရှစီဝါရေးကဏ္ဍမှာတော့စီဝါရေးနဲ့လူသားချင်းစာနာမှုအကြက်တဲကြုံနေရတဲ့အာဖဂန်နိုင်ငံမှာ မြင်းစင်းရင်သားကောင်လူပြေးရတဲ့ဘူစကာရှိအားကစားပွဲတော်ကိုကျင်းပနေတဲ့အကြောင်းနဲ့အာဆာဒေတာကြီးသွားလုပ်ငန်းပြန်ဦးမော်လာစေဖို့စင်ကာပူနိုင်ငံမှာလေကြောင်းပြပွဲတခုကျင်းပခဲ့တဲ့အကြောင်း APFP သတင်းတွေကိုတင်ပြချင်ပါတယ်ကျွန်တော်ညံဝင်းအောင်ပါအာဖဂန်နစ္စတန်မြောက်ပိုင်းမှာဂျပန်ဒက်စ်လို့ခေါ်တဲ့မြင်းစီကျွမ်းကျင်သူ အုပ်စုတစုနဲ့တစုကြားစိတ်နွားပေါက်ဆတဲ့အမဲသားကောင်တခုခုကိုမြင်းစီရင်လူပြေးပြီးတတ်မှတ်ထားတဲ့နေရာမှာတွားထည့်ရတဲ့ ရှေဟောင်းယိုးရာဘူစကာရှိအားကစားပွဲတော်ကိုမကြာသေးခင်ကကျင်းပခဲ့တာပါလူသိများထင်ရှားတဲ့ဒီအားကစားပွဲအတွက်မာဇားမြို့စင်ကြီးဘုံမှာဒေသခံမြင်းစည်းအသင်းတွေတပတ်နှစ်ခါလောက်စူဝေးရင်းကစားလို့ရှိပါတယ်မာဇားမြို့ဟာကဗူးမြို့ရဲ့အနောက်မြောက်ဘက်ကီလိုမီတာ400အကွာမှာရှိတာပါမိုဟာမက်အီဘရာဟင်ဟာမြင်းပိုင်ရှင်ဖြစ်သလိုဘူစကာရှိပြိုင်ပွဲတွေမှာပါခဲ့ဘူးတဲ့မြင်းတီတော်တူဦးဖြစ်ပါတယ်ဘူစကာရှိအော်လီခွန်နီး အရင်တုန်းကဘူးစကားရှိပြိုင်ပွဲတွေဟာချို့ချို့တဲတဲနိုင်လွန်းလာပါတယ်။အခုကြတော့ဒီပြိုင်ပွဲဝင်ကစားတဲ့မြင်းစီသမားတွေကမိသားစုကိုကြွေးမွေးပြုစုနိုင်မဲ့ဝင်ငွေရရှိလာသလိုမြင်းတွေကိုထိမ့်သိမ်းဆောက်ရှောက်ရတဲ့ဈေးကလည်းအင်မတန်ကြီးပါတယ်။မြင်းပိုင်ရှင်တွေသူတို့မိသားစုဈေးအတွက်ခက်ခဲရုန်းကန်နေကြရပါပဲ။မြင်းတွေကိုတော့ကြွေးမွေးဆောင်ရှောက်ထားကြတော့မှာပဲ။ ဘူစကားရှိပြိုင်ပွဲအတွက်မြင်းစည်းကျွမ်းကျင်သူတဦးရဲ့တလပြန်မြဝင်ငွေဟာဒေါ်လာ1300ဝန်းကျင်ရှိပြီးမြင်းစည်းကျွမ်းကျင်တဲ့အဆင့်အလိုက်တစ်နှစ်လုံးစာအတွက်လစာဒေါ်လာ1000နဲ့2000ကျားမှရှိပါတယ်။တာလီဘန်တွေတိုင်းပြည်ကိုအာဏာပြန်သိမ်းပြီးနောက်ဒီအားကစားပွဲရဲ့ဗန္နာရေးမှုတွေလည်းထွက်ပြေးလွတ်မြောက်ကုန်တာကြောင့်မြင်းစည်းသမားအများစုဝင်ငွေမရဘဲဖြစ်သွားရတဲ့ကာလတွေလည်းရှိခဲ့ပါတယ်။အခုချိန်ထိလည်းဘူစကားရှိပြိုင်ပွဲတွေဆက်လက်ကျင်းပနေသေးပါ 1992လွန်ကာလအာဖဂန်ကိုတာလီဘန်တွေထိန်းချုပ်ခဲ့ခြင်းတုန်းကလည်းဘူစကာရှိပြိုင်ပွဲတွေအပါအဝင်ငှက်တိုက်ပွဲ ခွေးတိုက်ပြိုင်ပွဲတွေလှုပ်ခွင့်မရဘဲပိတ်ပင်ခံခဲ့ရဘူးပါတယ်ခင်ဗျာအာဆာဒေတာတွင်အကြီးဆုံး၄ချောင်းပြပွဲတစ်ခုကိုစင်ကာပူနိုင်ငံမှာကျင်းပသွားခဲ့ပါတယ်ကိုဗစ်ကာယောဂါကြောင့်၄ချောင်းလိုင်းတွေစီးပွားရေးအတော်ထိခိုက်နေခဲ့ရာကအကျိုးအမြတ်ပြန်ပေါ်လာစေဖို့2022ခုနှစ်ထဲ အချိုးအခွေတစ်ခုဖော်ဆောင်နိုင်ရေးမျှော်လင့်ချက်နဲ့ဒီပြပွဲကိုလုပ်ခဲ့တာလို့ဆိုပါတယ်ဒီလိုလေးချောင်းပြပွဲကိုစင်ကာပူမှာနှစ်နှစ်တကြိမ်ကျင်းပလိမ့်ရှိပြီးနိုင်ငံတကာကယာချီတဲ့လေးချောင်းလိုင်းတွေလေရင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ဆက်ဆက်ပစ္စည်းကုမ္ပဏီတွေကသူတို့ရဲ့နောက်ဆုံးပေါ်ထုတ်လုပ်မှုအစ်စ်တွေကိုလာရောက်ခင်းကျင်းပြသကြတာပါကိုဗစ်ကာယောဂါဖြစ်လာခြင်းမှာကမ္ဘာလေးချောင်းပြေးဆွဲမှုကဏ္ဍတစ်ခုလုံးအကြီးအကျယ်ထိခိုက်ခဲ့ရပြီးနလန်ပြန်ထူဖို့အချိန်ယူရအောင်မှဖြစ်တယ်လို့ဆိုပါတယ် အာရှပစိဖိတ်ဒေတာတွင် လေကြောင်းနှင့်ခီးသွားလာမှုကတော့နောက်ဆုံးပိတ်ရွေးချယ်မှုဖြစ်လာမလားလို့တောင်ခံမှန်းနေကြတာပါဒီလေကြောင်းပြပွဲကနေအဲ့ဒီပြဿနာတွေကိုအဖြေရှာနိုင်လိမ့်မယ်လို့မျှော်လင့်သူတွေရှိပါတယ် conversation should be just as good even if not even better ဆွေးနွေးထားတဲ့လောက်တော့အခြေအနေကောင်းပါပါပိုကောင်းလာဖို့ပဲရှိပါတယ်အခုဆိုရင်ဒီကန္နာကြီးတစ်ခုလုံးငကိုလမ်းကြောင်းပေါ်ပြန်ရောက်နိုင်မှုအာယူနေပါပြီခီးသွားဥယေကလည်းတိုးလာသလိုလေရင်ခီးစဉ်တွေလည်းပုံများလာပါတယ် ခီးသွားလို့စိတ်ပြင်းပြနေကြတာကိုသိနေရပါတယ်။အမေရိကန်နဲ့ဥရောပတဲ့ကိုဗစ်စီးမံကန့်သတ်ချက်တွေဖြေလျှော့ပေးလိုက်ခြင်းမှာအာရှနိုင်ငံတွေမှာတော့မလုပ်နိုင်သေးပဲကမ္ဘာလက်ခီးသွားတွေကိုအဝေးမခံနိုင်သေးတာနိုင်ငံအများစုကမဖြစ်မနေကွာရန်တီးဝင်ခိုင်းနေတာတွေဆက်ရှိနေသေးပါ2020ကတော့အကောင်းပဲမျှော်လင့်စရာတွေရှိနေပါတယ်။ဩစတြေးလျ၊နယူးဇီလန်နဲ့ဖိလစ်ပိုင်နိုင်ငံတွေဆိုရင်နိုင်ငံသားခီးသွားတွေပေါ်တားမြစ်ချက်တွေဖယ်ရှားနေကြပါပြီ။ဘယ်လိုပဲဖြစ်ဖြစ် ခီးသွားလုပ်ငန်းပုံမှန်ပြန်ဖြစ်ဖို့ကတော့အတော်လေးကိုအချိန်ယူရအောင်မှာဖြစ်ပါတယ်ခင်ဗျာမြစီမာတက် VOC နေကတော့ဒီလောက်ပါပဲရှင်မြစီမာတက် VOC နေကိုကြည့်ရှုခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်အားလုံးအတွက်မင်္ဂလာရှိတဲ့နေ့ဖြစ်ကြပါစေရှင်